ကဲဒီတကအလှဲ့ကြတာတော့စနေသားသမီးတွေဖြစ်ပါတယ်စနေသားသမီးတွေတဲ့ဒီတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်ဒုက္ခကြေပွင့်တဲရောနမိတ်ဖတ်ကြပြီမှာဖြစ်ပါတယ်ဒီဟောသရံလေးကိုကျွန်တော်တို့အပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ဒါတင်ပေးနိုင်အောင်ကြိုးစားတာပါဒီဒုက္ခကြေပွင့်လို့နာမည်ပေးထားတဲ့ဟောသရံအစီအစဉ်လေးရဲ့တက်တန်းဆိုရင်လည်းတော်တော်ကြီးကိုကြာမြင့်နေပြီဖြစ်ပါတယ်နော် အဲ့တော့မားမလတ်ပါဘူးအဲ့ဒီမားမလတ်တဲ့ကြားတွေကကျွန်တော်တို့ဒီခုနှစ်ရက်သားသမီးများအတွက်ဆိုပြီးတော့ကြိုးစားတာပါအဲ့ကျွန်တော်ရဲ့ဘေးမှာဆိုရင်တော့စနေသားသမီးတွေအတွက်တေရောဂန်ခုနှစ်ကပ်ချတာပါတယ်နော်ဆိုတော့စနေသားသမီးတွေအတွက်ကြလာတဲ့တေရောဂန်လေးရှိပါတယ်အဲ့ဒါကကျတော့ဒုတ်ခုနှစ်ချောင်းဆိုတဲ့တေရောဂန်ပါဒါစနေသားသမီးတွေကဒီကာလတွေမှာဆိုရင်ခက်ခဲလေးတွေများတတ်ပါတယ် ဒီကတော့အလုံးနဲ့ပတ်သက်တဲ့အခက်အခဲတွေဂျုံတတ်တယ်ပေါ့အတိုက်ခံတွေတွေဖြစ်တတ်တယ်အလုံးလောက်ရတာတွေကမကောင်းဘူးဗျာအလုံးလောက်ရတာတွေကအပြိုင်ဆိုင်တွေများတတ်တယ်အခက်အခဲတွေများတတ်တယ်အတိုက်ခံတွေများတတ်တယ်အနောက်ဆက်တွေများတတ်အဲ့တော့အလုံးလောက်ရတာတွေမှာစိတ်ညစ်ရတာလို့အဖို့ထစ်ဂျုံတာလို့စိတ်မောလူမောဖြစ်ရတာလို့အဲ့လိုမျိုးတွေဖြစ်တတ်အာကိုရမဲ့တယ်လို့ခံစားတတ်တဲ့အခြေအနေမျိုးတွေလည်းဂျုံရတတ်နောက်ကိုပိုင်း ကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေအလုပ်တွေမှာလုပ်ကင်နေတဲ့စနေသားသမီးတွေစနေသားသမီးတွေဆိုရင်ဗာစီထားမှလည်းဆိုတော့သူများရဲ့ပြဿနာကိုပြဿနာဖြစ်တတ်တယ်သူများရဲ့အရှုပ်ထုပ်တွေထဲမှာကိုပါရောပြီးတော့ပါသွားတာမျိုးတွေဖြစ်တတ်တယ်။နောက်ငွေကြေးစည်ရင်စရာလုပ်ကင်နေတဲ့စနေသားသမီးတွေဆိုရင်စည်ရင်စရာမှားတာကြုံတတ်တယ်။နောက်တစ်ခါစာချုပ်စာတမ်းလက်မှတ်ရေးထိုးမှားတာမျိုးတွေကြုံရတတ်တယ်။ အဲ့လေးသတိထားမှာပေါ့နော်။နောက်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့စနေသားသမီးတွေဆိုရင်သူကအနည်းနာမှာအပြိုင်ဆိုင်တွေပေါ်တတ်တာပေါ့။အဲ့ဒီအပြိုင်ဆိုင်တွေရဲ့မကောင်းတဲ့အဲအခက်မကောင်းတဲ့အနောက်ချက်ပေးမှုတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းစီးပွားတွေထိခိုက်နေတာနာမျိုးတွေကြုံရတတ်တာ။အဲ့တော့အလုံးနဲ့ပတ်သက်ရင်တော့ဒီကာလမှာစနေသားသမီးတွေတော့နည်းနည်းအခက်အခဲတွေများတတ်ပါတယ်။ဒီကာလမှာစနေသားသမီးတွေကအလုံး စီးပွားရေးလုပ်ငန်းဆောင်တာတွေအတွက်ဆိုရင်တော်တော်ကြီးလက်ရှိအခြေအနေတဲ့ရင်းရိုင်မသွားအောင်လက်ရှိအခြေအနေတဲ့အောက်ကျမသွားအောင်တော်တော်ကြီးထိမ့်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 နဲ့ကြိုးစားဆောင်ရွက်တင်တဲ့အခြေအနေပါပဲ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်ဆိုရင်တော့ဓာတ်နမိတ်ကြတာပေါ့နော်။ဓာတ်နမိတ်ကကြတော့အဲတယောက်နဲ့တယောက်အခက်အခဲတွေအဖို့တစ်တွေကြုံရတာ။ငွေချင်းကိုအကြောင်းပြုပြီးတော့စကားများတတ်တယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်ရတတ်တယ်။ငွေချင်းကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက် အဆင်မပြေမှုလေးတွေကြုံရတတ်တော့ဘူး။အဲငွေကြေးနဲ့ပတ်သက်တဲ့အကျန်သာတာလည်းနည်းနည်းလေးခက်ခဲတတ်ပါလား။နောက်ကောင်းတာလေးတွေလည်းရှိပါလား။အဲဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံလေးတွေကတော့ကောင်းပါလား။မိသားစုကံဓာတ်တွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတရားတွေအဲ့ဒါတွေအဆင်ပြေတယ်ပေါ့နော်။တော်မိသားစုဆွေမျိုးသားချင်းတွေကိုကိုကကူညီထောက်ပံ့နိုင်တဲ့လူဖြစ်မယ်ဆွေမျိုးသားချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုကိုလည်းစနေသားသမီးတွေကရနိုင်တယ်။နောက်လူမှုရေးလူမှုရေးမှာကျတော့ ကျဲပွင့်ဧကရီတဲ့ကျဲပွင့်ဧကရီကကျတော့အင်မတန်ကောင်းပါတယ်လူချင်းလူကင်များခြင်းနဲ့ပေါင်းစင်းဆက်ဆံရေးတွေအစဉ်ပြေခြင်းလူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုကိုရနိုင်တာပေါ့အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေကကောင်းတယ်နာမည်ကုန်သတင်းတွေကြော်ကြားတတ်တာပေါ့နောက်ကျမ်းမာရေးဒါစနေသားသမီးတွေရဲ့ကျမ်းမာရေးပေါ့နော်စနေသားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံလေးတွေကြတော့လည်းနည်းနည်းလေးခက်ခဲဖြစ်တတ်တာပေါ့ကျမ်းမာရေးတော့တတိထားဖို့လိုရတာပေါ့ ယောဒိရဲ့မမျော်လင့်မဲ့နဲ့စေုံစေကံကိုရောက်သွားတာမျိုးလေးဖြစ်တတ်တယ်။သေဝါကုသခံယူရတာမျိုးလေးတွေကြုံရတယ်။အဲ့တော့ကျမ်းမာရေးလေးရတော့နည်းနည်းသတိထားပါ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံနဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတော့ခြေဝင်းအောင်မြင်ခြင်းတဲ့ကံကျမနမိတ်ပေါ့နော်။ဒီနမိတ်ကကျတော့အင်မတန်မှကောင်းပါတယ်။အဲ့တော့စံရေးသားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာကောင်းပါတယ်။နောက်ခြေအိမ်တော်နဲ့ပတ်သက်ရင်တော့တဟာမစ်ယတိကပ်ပေါ့နော်။ယတိကကျတော့ကိုရှာပွေနေတဲ့အရာရတာ ဲ့တော့ခြေကန္တရာကောင်းမယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကန္တရာကောင်းပါတယ်အဲ့ဟာမဲ့ယတိရယတိသူတော်စင်ကကျတော့လက်ထဲမှာမိရင်ဂိုင်းထားတယ်ဆိုတော့ကျန်ကျန်မှနမိတ်ကြတာပေါ့နော်ဒီနွေကအရာစင်ကဘာလို့ပြောချင်တာလဲဆိုတော့ကိုယ်ရဲ့အာကူရတာပေါ့ကိုယ့်ချစ်သူဟာကိုယ့်တဲ့အာကူရတာကိုယ့်ရဲ့ဇနီးမယားဟာကိုယ့်တဲ့အာကူရတာကိုယ့်ရဲ့လင်ယောက်ျားဟာကိုယ့်မိသားစုအတွက်အာကူရတာပြောချင်တာတော့မီးရှူးတစ်တောင်ပေါ့ဒီကနေ့ဥဆောင်နိုင်တဲ့ပုံကူမျိုးဖြစ်တယ်အဲ့တော့အခြေအနေအရင်းနဲ့ပတ်သက်ရင် ။သူကရာဂိုင်းတော့တော်တော်များများစိတ်တန်းကြကောင်းမဲ့ကံသာတာမျိုးတွေရှိတယ်။ဘဘကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေဂျုံတာပေါ့။အဲ့တော့အခြေအနေဆိုရင်ကံသာတာကောင်းပါလား။ကံတရာကောင်းရုံများတယ်မကဘူးတဲ့တိုးတက်အောင်မြင်ခြင်းတွေပါရနိုင်တာပေါ့အဲ့တော့လောကန်နဲ့ပတ်သက်ရင်တော့စနေသားသမီးတွေကနည်းနည်းလေးခက်ခဲတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့နည်းနည်းအတိုက်ခံလေးတွေနောက်ချက်ကလေးတွေဖြစ်တတ်တယ် အလုပ်လုပ်ရတာတွေလည်းစိတ်တိုင်းမကြစရာအဖြစ်ပြမျိုးတွေဂျုံရတတ်ပါတယ်ဆေးသားသမီးတွေတွေတဲ့အကျိုးပေးတဲ့ကံကောင်းစေတဲ့ရောင်လေးတွေကတော့အစင်းရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကကိစ္စကြီးတဲ့ကအစင်းရောင်လေးတွေဝစ်ပါအဖြူရောင်လေးတွေဝစ်ပါနော်ဒီကလာတွေမှာကံအားလျော်စားနေအလုတ်လုတ်တဲ့အခါလေးတွေမှာပဲဖြစ်ဖြစ် အဲငွေကြေးကိစ္စတွေစကားပြောဆိုတဲ့အခါလေးတွေမှာပဲဖြစ်ဖြစ်တရားကြသောမိသည့်အကြောင်းအရာမိသည့်ကိစ္စမဆိုတဲ့အစိမ်းရောင်နဲ့အဖြူရောင်လေးတွေဆောင်လို့ရပါတယ်ဝေလို့ရပါတယ်။နောက်စနေသားသမီးတွေအတွက်ကံကောင်းတဲ့အရာလေးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့လေကနန်းနဲ့နှစ်ကနန်းပါ။နှစ်ကနန်းနဲ့လေကနန်းပါ။အဲ့ဒါတော့ကံကောင်းတဲ့အရာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟိုတဲ့လက်ဖက်ရည်လက်ဖက်ရည်နဲ့ကိမ့်မုံပေါ့နော်။အဲ့ဒါလေးကိုကတ်လို့ပူဆိုပြီးတော့ဆူတောင်းပါ။ အညာကတည်းပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေသနေသားသမီးအပေါင်းတိုက်ခိုက်ကင်းခြင်းနောက်ဆက်ကင်းခြင်းဖြစ်ပြီးတော့ကောင်းခြင်းလိုရာဆန္ဒတွေရပါစေလို့ယူရောမင်္ဂလာအချမ်းဤလေးလေးနက်နက်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။